ဝမ်မုံရွှေရီတက်တမိုးထားချစ်ခံခဲ့ရကြအောင်ယုံတင်ကားတကားရင်းနဲ့တည်ပြလိုက်တဲ့ဖွေဖွေ Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေဖွေဖွေနဲ့ဝမ်မုံရွှေရီတို့ကတရက်တာကြာကြတဲ့ညီအစ်မတွေဖြစ်ကြပါရယ်မတိမ်မရင်နဲ့တမတို့နှစ်ဦးကအနည်းပညာလောကမှာဆိုလဲအပြိုင်အဆိုင်နေဖြစ်နေကြတာပါတယောက်နဲ့တယောက်အရင်ကိုပြိုင်ဆိုင်ကြသလို Academy ဆိုရင်လဲ season out ဆင်တာရတတ်ကြတာပါဒါပေမဲ့အခုနောက်ပိုင်းမှာဝမ်မုံရွှေရီက ဖွဖွေးထက်ပိုတာတဲ့အရာတွေနဲ့ပရိသတ်စိတ်ဝင်စားမှုခံနေရတာပါဖွဖွေးအမှုပညာအလုပ်တွေနာနေတဲ့အချိန်မှာဝင်းမုံရွှေရအရင်ဦးဆုံးကန်ဘက်ပြန်လာပြီးတော့ဂျိမ်းပကြီးရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီစုပါရယူခဲ့ပါတယ်ဒါအပြင်ဝင်းမုံရွှေရဒိဋ္ဌိကျချမ်းသာတဲ့ကိုနိုင်ဖြိုးချော်ရရှိပြီးတဲ့နောက်ပိုင်းမှာအဆက်ဆက်ရရပေါ်လွင်လို့နေတာဖြစ်ပါတယ်ကျောင်းမြတ်ယရနာရီဆိုရင်လဲတိမ်ပေါင်း တိန်ချီပြီးတော့ကိုဝစ်စင်ကခြေပြနိုင်ခဲ့ပြီးတော့ဖွဖွေးတဲ့အရာရာတာသွားပြီဆိုပြီးတော့နိုင်ရှင်နေကြတာတွေရှိပါတယ်ဖွဖွေးရဝုံမုံရွှေကြီးလို့ငွေကြေးချမ်းသာမှုနဲ့အားချမခဲရပေမဲ့အရင်လိုပဲပရိသတ်တီရဲ့တခင်းနဲ့အားပေးမှုကိုရရှိနေတော့ဖြစ်ပါတယ်လက်တလုံးမှာ ဖွေဖွေရဲ့ဂန်ဂော်နီရုပ်ရှင်ဇာတ်ကားကြီးကရုံတင်ပြသနေတာဖြစ်ပါတယ်။ဂန်ဂော်နီရုပ်ရှင်ဇာတ်ကားကြီးကလွန်ခဲ့တဲ့9နှစ်ကရှိုက်ကူးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီးတော့အခုချိန်မှသာရုံတင်ပြသခွင့်ရတာလည်းဖြစ်ပါတယ်။ဒါအပြင်ဖွေဖွေရလည်းအမှုပညာအလုပ်တွေကိုရှင်းလင်းထားခဲ့တာ9နှစ်လောက်ကြာသွားပြီမို့အရှင်လိုပရိသတ်တရားသူရုပ်ရှင်ကိုကြည်ကြံပါမလားဆိုပြီးတော့စိတ်ပူနေခဲ့တာပါ။ဒါပေမဲ့မထင်မှတ်ထားလောက်အောင်ကိုဒမရဲ့ဇာတ်ကားကကြီးစုသူများနေခဲ့ပါတယ်။ ဒါအပြင်ဇက်ကားကိုတပေါင်းလာပြင်းနေမှာရုံတင်ပြသခဲ့တာဖြစ်ပြီးတော့ရုံပြေရုံရှံကိုအားပေးခဲ့ကြပါတယ်။ဖွေဖွေရဲ့လေးကားမြောက်ဘန်းရုပ်ရှင်ကားဖြတ်တာမို့လေးကူးမြောက်အကယ်ဒမီစုကိုလည်းမျှော်မှန်းနေကြတာဖြစ်ပါတယ်။ဒါအပြင်ကန်ကုန်ဒီဇက်ကားမိတ်ဆက်တဲ့နေ့မှာတင်ရန်ကုန်မြို့မှာရှိတဲ့ကန်ကုန်ဘန်းတွေအကုန်လုံးက ဝယ်လို့မရအောင်ထီကိုကုံသွားခဲ့ပါတယ်ပရိသတ်တရားကန်းကောပန်းဝယ်ပြီးတော့ဖွေးဖွေးအတွက်ဝင်းရံပေးတာကြောင့်ဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာလည်းဖွေးဖွေးတို့ကကန်းကောနီရုပ်ရှင်စကားကြီးရုံတင်တဲ့ရုပ်ရှင်ရုံကိုသွားပြီးတော့ပရိသတ်တွေကို surprise တိုက်ခဲ့တာဖြစ်ပါတယ်ပရိသတ်တွေနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တာဖြစ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဓဘုံနေလည်းအတူတူရိုက်ပေးခဲ့တာပါဖွေးဖွေးကအခုလိုပရိသတ်တွေနဲ့မတွေ့ရတာအယဉ်ဟောကြနေပြီလည်းဖြစ်ပါတယ် ဒါကြောင့်မို့လဲပရိသတ်တွေရောက်မလာမအောင်စိုးရိမ်နေကြရလဲဖြစ်ပါတယ်။ဒါပေမဲ့မထင်ထက်အောင်ဖွေးဖွေးကိုဝန်းရံကြတဲ့ပရိသတ်တွေကတကယ်ကိုများနေကြတာပါ။မနေ့ကမှလည်းကန်းကောအပွင့်တထောင်လောက်ကိုဖျားမှလူပေးစားပြီးတော့ဖွေးဖွေးချက်တဲ့ပရိသတ်တွေကတက်တည်ပြကြတာဖြစ်ပါတယ်။ဒါအပြင်ရုပ်ရှင်ရုံမှလည်းကန်းကောဘန်းတွေအများကြီးနဲ့ ဖွဖွေကိုလက်ဆောင်ပေးခဲ့ကြတာပါ။ဒါကြောင့်မို့လဲဖွဖွေရဲ့ကန်ကုန်ဒီရုပ်ရှင်ဇာတ်ကားကြီးကထင်ထားတာချက်ကိုအောင်မြင်နေပြီဖြစ်ပါတယ်။ဝင်းမုံရွှေရဲ့တိမ်ပစီရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်တယ်လို့ဖွဖွေရဲ့ကန်ကုန်ဒီရုပ်ရှင်ဇာတ်ကားကြီးကလည်းအောင်မြင်တဲ့ထက်အောင်မြင်လို့နေတာပါ။သူတို့ညီမနှစ်ယောက်ရဲ့အမှုပညာစမ်းတဲ့ကံကတော့အပြိုင်ဆိုင်ကိုဖြစ်လို့နေတာပါ။အခုဆိုရင်တယောက်ကိုအကယ်ဒမီစုသုံးစုနဲ့အပြိုင်ဖြစ်နေတာပါ။ကန်ကုန်ဒီရုပ်ရှင်ဇာတ်ကားကြီးကဖွဖွေအတွက် လေးခုမြောက်အကယ်ဒမီစုကိုတင်ပိုင်မဲ့ဇက်ကားလို့လည်းခံမနေကြပါရင်ဖွေးဖွေးနဲ့ဝမ်မုံရွှေတို့နှစ်ယောက်ကြားမှာဘသူကပို့ပြီးတော့အောင်မြင်တယ်လို့ပရိသတ်ကြီးထင်လဲဆိုတာကောမလီထဲမှာပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်